လိုအားလုံးမင်္ဂလာပါရှမ်းမြေကရှင်ရကျူဆူပါတယ်ဒီနေ့ရှမ်းမြေကရှမ်းမြေမကြီးသေးအစိမ့်လေးဝယ်လာတယ်ပေါ့နော်အာ80ဂရမ်ပဲရှိပါတယ်ဒီပါလေးဝယ်လာတော့ရှမ်းမြေကဟိုမှန်မှတော့ရခိုင်တောင်းထောင်းပေးမလို့ပဲဒါပေမဲ့ရှမ်းမြေနည်းနည်းအချိန်မီရတော့လေရခိုင်တောင်းတော့နောက်တော့ခါမှပဲရခိုင်ထောင်းလေးတင်ပေးမယ်အခုတော့ ကြီးသီးထောင်းကျော်ပဲကျော်ပါတော့မယ်လို့ဒါပေမဲ့ပဇွန်ချောက်မရှိလို့ရှိရင်လည်းဒီလိုမျိုးငါးလေးနဲ့ကျော်လို့ရတယ်ဆိုတော့အကြောင်းရှမ်းပြည်ကတင်ပေးတာပါရှမ်းပြည်အိမ်မှာပဇွန်ချောက်ရှိပါတယ်ဒါပေမဲ့ရှမ်းပြည်ရဲ့ပတ်စုံသုံးငါးလေးပေါ့နော်အဲငါးကင်လေးနဲ့ကျော်ပါမယ်လို့ငါးကင်လေးနဲ့ကျော်ပြပါမယ်လို့ အာရှမ်းပြည်ရဒီမှာကြက်သုံးကိုဒီလိုမျိုးလေးလေးလုံးသုံးထားပါတယ်ငရုတ်သီးစိမ့်ကတော့ရှမ်းပြည်အခဲထဲမှာရှိတဲ့ငရုတ်သီးစိမ့်တွေပဲသုံးလိုက်တယ်ပေါ့နော်ရှမ်းပြည်ငရုတ်သီးစိမ့် fresh ကဒီဟောက်ဝဲထားတာမရှိတော့လေပြီးတော့ဒီငရုတ်သီးအသေးတွေကအရန်ဆက်တဲ့အတွက်ကြောင့်မလို့ရှမ်းပြည်ကအဆက်ပေါ်အောင်ဆိုပြီးတော့ဒီငရုတ်သီးတွေနဲ့ရောပြီးတော့ကြောပါမယ် ယုတ်ဒီကတော့ဟိုအဆက်ကြတော့ကိုယ့်ရဲ့စိတ်ကြိုက်ပါနော်ကိုကြိုက်တလောက်အဆက်ကိုထည့်ပြီးတော့ကြောလို့ရပါတယ်လို့ချမ်းမြေမကြီးသည်အရာသာပြောက်သွားမှာဆိုလို့ဒီလောက်ပဲထည့်ပါတယ်အငားကိုလည်းဒါ90ဂရမ်ပေါ့နော်90ဂရမ်ပဲထည့်ထားပါတယ်လို့အဲ့ဒီထက်အများကြီးကြိုင်ရင်တော့ကိုယ်စိတ်ကြိုက်ပါပစုံကြပစုံမကြီးသေးရတော့80ဂရမ်ပဲရှိပါတယ်ဒါကတော့ ဟောပဇွန်ကြောက်ရှိရင်တော့ပဇွန်ကြောက်နေပေါ့နော်ချမ်းပြေပဇွန်ကြောက်ရှိရဲဒါပေမဲ့ပဇွန်ကြောက်ဝယ်လို့မရတဲ့လူတွေကြလို့ရှိရင်လဲဒီလိုမျိုးလေးကြော်စားလို့ရတယ်ဆိုတဲ့အကြောင်းချမ်းပြေကကြော်ပြတာပါစိမ့်စားငပီကတော့ချမ်းပြေကဖြော်ပြီးသားရှိတဲ့အတွက်ကြောင့်မို့လို့ဖြော်ပြီးသားပဲသုံးပါမယ်စိမ့်စားငပီဒီပြည့်ပြည့်ဖြော်ထားတဲ့ချမ်းပြေထမင်းစားစွန်သုံးစွန်သုံးထားပါတယ်တကယ်လို့အရှင်အရန်စူးနေရင်တော့ချမ်းပြေနည်းနည်းပို့ထဲ့ပါမယ်ငံပြာရီဒါငါးငံပြာရီပေါ့နော်ချမ်းမြေထမင်းစားစွန်းနှစ်စွန်းသုံးပါမယ်။ဘာလို့လဲဆိုတော့ချမ်းမြေကစားကိုကြတော့ငံပြာရီနဲ့ ကြောင်မို့လို့စားကိုအပေါ့အငံမြည်ပြီးမှထည့်ပါမယ်လို့အမေအခုဒါတွေကိုဒီကျက်သုံးရဲငရုတ်တီးရဲဒီမကြီးတီးရဲအကုန်လုံးရောပြီးကြိတ်ပါမယ်ချမ်းမီမထောင်းတော့ပါဘူးလို့ချမ်းမီအချိန်မရလို့ပါဟောအမေအဲ့ဆိုမညစ်တညက်ကလေးဟိုဆက်နဲ့ကြိတ်လိုက်ဆက်နဲ့ပွေပါမယ်အကုန်ရောပြီးတော့လေပြီးမှကြော်ပါမယ်လို့ မ်းမြင့်ဒီမှာမကြီးသေးလေးတွေကိုရေးဆေးပြီးတော့ဒီလိုမျိုးလေးပိုင်းလိုက်ပါတယ်ကျက်တော့တော့ဒီလိုမျိုးလေးစိတ်ခွဲလိုက်တယ်ပေါ့နော်လေးစိတ်ခွဲပြီးတော့ငရုတ်ဒီစိတ်ကိုတော့ဒီဒီတိုင်းလေးထည့်ပါမယ်လို့ငရုတ်ဒီစိတ်အခဲချမ်းပြီးဆက်ထဲမှာမညက်တညက်မညက်တညက်ကျိတ်ပါဆိုတော့ဆန့်ဘလောက်အရင်ဆုံးထည့်ချင်အကုန်လုံးဆန့်ပါ ဒီလိုအနေထားလေးဆိုတော့ပါပြီလို့ရှမ်းမြန်အရင်ရအောင်မကြိတ်ပါဘူးလို့မြင့်တကျကလေးကြိတ်ပါတယ်ချမ်းမြေကဒီမှာပစီကဒီဒီခွက်ဆိုလို့ရှိရင်1 dl ခွက်ချမ်းမြေတဝက်ထက် တဝက်ဆိုရင်စီနေနေနဲမယ်အဲဆိုရှမ်းမီ1 dB ပဲထည့်လိုက်ပါတော့တယ်ရှမ်းမီစီအများကြီးမလိုရင်းဘူးဒါပေမဲ့အဲ့လောက်ထဲမှာအဆင်ပြေမဲ့သဘောမှာရှိအဲဆိုရှမ်းမီ1 dB ဒီလိုခွက်ကလေးဒါဒါ dB ခွက်1 dB ခွက်ကလေးတစ်ခွက်ထည့်ပါတယ်လို့စီကိုပြီးရင်တော့ရှမ်းမီစနေမော်လေးနည်းနည်းထည့်ပါမယ် နွဲမုံလေးထည့်ပြီးလို့ရှိရင်ရှင်မီဒီငါအခဲလေးကိုငါအခဲလေးကိုအရင်ထည့်ပါမယ်ငါငါกินပြီးတော့ရေခဲဟိုအခဲထဲမှာထည့်ထားတာဆိုတော့လေရှင်မီငါလေးကိုနည်းနည်းရှောက်သွားအောင်ဆုံးလေးပြန်ပြီးတော့စီလေးနဲ့လုံးပါ ော်ကလေးအခဲတဲ့ထုတ်ထားတာမဟုတ်ဘူးငါ့ကိုရေးသေးလေးနည်းနည်းပြောသွားအောင်လို့နည်းနည်းလေးတော့ကျွန်တော်မရှိရင်လည်းဒီမျိုးငါးလေးနဲ့ကြောလို့ရတယ်နော်အဲ့လိုဘာငါးပဲဖြစ်ဖြစ်ပေါ့နော်ငါ့ကိုအဲ့လိုမျိုးလေး၆၆ကလေးဒီလိုငါးလေးကိုနည်းနည်းလေးရှောက်သွားအောင်စီလေးနဲ့လုံးလိုက်လုံးပြီးတော့မှအဲ့ဒီစိတ်နှံ့ပြီးကြတော့လေအဲ့လိုချော်ပြီးတာမဟုတ်ခဲနဲ့ အဒီတိုင်းရိုးရိုးဒီတိုင်းစိတ်နှာပြီဆိုလို့ရှိရင်အဲဒီကြက်ပုံလေးငရုတ်ကြီးတွေမကြီးကြီးကိုဆက်နေကြတာခါလေးတစ်ခါလေးဖြည့်ကြည့်ကြရတယ်အဲလိုဆိုလို့ရှိရင်ပို့ပြီးတော့စကောင်းတယ်ပေါ့နော်မဲချက်ကြီးကပေါ်ပြီးကြရှိနေတဲ့အတွက်ကြောင့်လေပေါ်ပြီးကြပဲပေါ်ပြီးကြပဲတုံးနေတာပါလို့ 可以做来发的愿单。Jadi apa-apa jari ini susah, kalau bagian ke tuh. တော်လုံးခဲပြီးတော့တော်ပြီးတော့လုံးပါလားဒီရန်မတိဟိုရာရီဒီရန်မတိမျိုးချက်နေရေးစိတ်စိတ်လေးစားရင်လို့မြုပ်ကြီးအယောင်မုန်းကြပြီးရှင်တော့အယောင်ပြင်ပုတ်ခဲ့ပြရတယ်နော် ကျန်ရတော့အရောင်လေးမဟုတ်မထဲဘူးပါခင်ဒီဒီအစိမ့်ကျော်ဆိုတော့လေဒီလိုမျိုးအရောင်လေးတိုက်တယ်ဒီလိုမျိုးကျော်တာလေးရဲ့အရောင်မျိုးတွေတိုက်အဲ့ဒါကြောင့်မို့ချမ်းလေးမျိုးဒီအရောင်မဟုတ်မထဲဘူးမျိုးဒီအမီလေးရဲ့မျိုးဒီအစိမ့်ရဲ့အဲ့လိုမျိုးကြီးကြီးအဲ့လိုလေးအရောင်မျိုးတိုက်တယ်ချမ်းလေးဒီလိုပဲကျော်ပါတော့ဆက်ချမ်းလေးနဲ့ကတော့လုံးဝနည်းနည်းလေးချောက်သွားအောင်ကျော်ပါမယ် အမေဆက်သွားအောင်ကြောလိုက်ပါဦးမယ်ကနေ့ချက်တော့ကြောလိုက်အောင်မင်းနဲ့မှာဟိုပြီးတော့မှုမှုပေးနေရတာပေါ့နော်ဒီလိုဆိုတော့မှုမှုပေးအချမ်းကြီးက7မိနစ်ကြောလောက်ကြောထားတယ်အနေထားပေါ့နော်ချမ်းကြီး7မိနစ်ကြောလောက်ကြောထားတယ်အနေထားမှာချမ်းကြီးကြားကို အချို့မမထည့်တော့ဘူးစနေမှာတခြားကို copy ဆုံးတော့လာတော့ဘောလောက်ချီထည့်ပါတယ်ငံပြားရင်ရှိလို့ရှိရင်ခါနဲ့ခါနဲ့ကြော်လို့ရပါတယ်နော်ငံပြားရင်မရှိရင်ခါနဲ့လည်းကြော်ပါငံပြားရင်မရှိတော့ရပါတယ်အဓိကတော့စိတ်ဆန်းမပြီးပါလို့အရင်ကြီးနဲ့စိတ်ဆန်းမပြီးနဲ့အမကြီးကြီးကြော်ရဲ့အဓိကအဓိကပါလို့အဲ့ကျန်တဲ့မြုပ်ကြီးအဆက်အနည်းအများတော့ကိုယ့်ရဲ့စိတ်ကြိုက်တာငပိကိုလည်းမြုပ်ကြီးအရင်ဆက်တဲ့မြုပ်ကြီးဆိုရင်ငပိကိုပို့ထည့်ပါ ချားကိုမြည်ပြီးတော့မှအပေါ့အငမ်းမြည်ပြီးတော့ထည့်ပါလို့အားရပစံကြောင့်မရှိလို့ရှိရင်ဒီလိုမျိုးငားလေးနဲ့ကြောပါငားလေးနဲ့ကြောရင်လည်းစားလို့ရန်ကောင်းပါတယ်အဲအဲ့ဒါဆိုငံကြဲမရှိရင်လည်းစားလေးနဲ့ပဲကြောပါစားနဲ့ကြောလို့စားလို့ကောင်းပါတယ်လို့အဲ့ဆိုတကယ်လို့ငားလို့ပစံချောက်လို့မရှိဘူးဆိုရင်အရှုံးမဟုတ်လို့နှိမ့်ကပုံလို့လည်းကြောစားလည်းကောင်းပါတယ်ကျက်သွန်ရဲ့ဂျီဒီရဲ့ရုပ်ကြီးစိမ့်ရဲ့ပေါ့နော် 用这些年菜也学梦，学梦讲也学梦，用他们讲已经他们不睡觉吧。我毕业了，前年也学点补贴的呀，完了，我们有几年才能补贴吧。前年奶奶老师给交了一包没？对，前面第一礼拜是压八百，前面三个门的就交了交个呀，完了，不如接八百，包俺来阿龙你罗去多八百，前面不一定别来包没？ မမွေးလေးနဲ့စားခြင်းစရာလေးဖြစ်ကဲရှမ်းမီခုတော့ကြော်လို့ပြီးသွားပါပြီမကြည်သီးကြော်မမွေးလေးပါရှမ်းမီကတော့ပဲပဲမောက်ရှင်ဘက်ကလေးနဲ့စားပါမယ်လို့ရှမ်းမီရှမ်းမီရဲ့ YouTube channel ကိုလည်း like နဲ့ subscribe လေးလုပ်ပြီးတော့ subscribe လေးလုပ်ထားပေးကြပါရှမ်းပြည်တကယ်လို့ခီးသွားတဲ့အခါကျရင်လည်းခီးသွားတဲ့ post လေးတွေတင်ပေးပါမယ်အဲသရှင်လေးတွေကြတော့မူပိုင်ခွင့်မရှိတဲ့အတွက်ကြောင့်မလို့သရှင်တွေကတော့အခုမတင်မဲနဲ့ရထားပါတယ်လို့ဒါကြောင့်မလို့ဟင်းချက်တဲ့ post လေးတွေကိုတော့ရှမ်းပြည်တင်ပေးပါမယ်เนาะစားခြင်းစရာလေးတွေရှိရင်လည်းရှမ်းပြည်ကို comment မှာရေးခဲ့ပေးကြပါအားလုံးကျေးဇူးတင်ပါတယ်